ငွေကောက်ခံမနေတဲ့နေရာနဲ့ကျွန်တော်တို့ဒါလှူအားဒါနအနေနဲ့ပါဝင်မှာပါခင်ဗျာကျန်တာတွေကတော့ကျွန်တော်တို့ပြဆက်ကာမဲ့အစီအစဉ်တွေရှိတယ်နောက်တစ်ချိန်နေဆိုကြမဲ့အစီအစဉ်တွေရှိပါတယ်ခင်ဗျာဟုတ်ကဲ့အဲဟုတ်ကဲ့ဒါဒီနေ့ကဒါငလင်ဘေးတင်ပေါ့နော်ဒီသူတွေအတွက်ဒါပြန်လဲထူထောင်ရေးဟိုရမုံငွေကွဲပေါ့ဒါဒီကွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ရုပ်ရှင်တပင်ဂီတာ ဒါအမှုပညာ level အသေးသေးရပေါ့နော်ဒါအမှုပညာသမားတွေဟို PD ပညာရှင်တွေအကုန်လုံးဒါပူးပေါင်းပြီးတော့ဒါဒီနေ့ပွဲလို့ပွဲလေးလောက်တာပေါ့ဟုတ်ကဲ့ဟုတ်ပါတယ်ဒီနေ့ပွဲလေးမှာကျွန်တော်တို့တပတ်တလန်းနေရောလာရောက်ကူညီတာဖြစ်ပါတယ်ဟုတ်တယ်ဟုတ်ဒီနေ့မှာကျွန်တော်ဒီမှာပြသက်လီကားရတဲ့လူတွေရှိတယ်ကျွန်တော်ကလည်းလူငွေတောက်ခံနေရမှာပြီးတော့တပတ်တလန်းနဲ့ကူညီပြီးတော့ဒီလိုခံရမှာဖြစ်ပါတယ်ဒါအရန်ဝမ်းသာစရာပွဲလေးပါပဲ ဟိုကျင်းသူဖို့လည်းကောင်းပါတယ်ပေါ့နော်ဒါအခုအတကယ်ပြန်လဲထူထောင်ရေးကာလဆိုတော့ဟိုတကယ်ဟိုလိုအပ်နေမှာပါအဲ့ဒီအတွက်ကိုဒါဒီလူပညာလောကသားတွေအ ਨੇ ပဲတည်တည်ရပါတော့အကုန်လုံးဒါစုပေါင်းပြီးတော့ဒါပြန်လဲထူထောင်ရေးဒါပွဲလေးလုပ်တာပါခင်ဗျဟုတ်ကဲ့ထူထောင်ရေးကြီးတွေမစပြန်ပါလဲ ကိုတနိုင်လေးပေါ့နော်ကျွန်တော်လူပစ်တာလူရှိသွားတယ်ကြာဟုတ်ကျွန်တော်ပြင်းလေးနေသားမှဆိုရင်ကျွန်တော်တို့ဒီသဘောရတာဥဆောင်လဲဟောပါလို့လဲအိမ်လုံးပေါ့အဲ့လိုဒီအမောင်းတစ်ခုပေါ့နော်အဲ့လိုဟာလေးကျွန်တော်လူပစ်တာရှိပါလို့ကောင်းခန့်ဦးစီးတဲ့နေရာမှာဒီတိုင်းမှာဆိုလဲဒီဘက်ကကျွန်တော်ဒီနေရာရှိပါလားကိုတက်နိုင်တာလေးကိုလောက်ခဲ့တာပါဒီအပြင်မှာကျွန်တော်ပြန်လဲထူထောင်ရေးနေတဲ့ကျွန်တော်တို့ဟိုနေရောက်ဆိုရင်ကြောက်ဆယ်မျိုးမှာသွားပြီးတော့ကျွန်တော်ကိုယ်တိုင်ပူကြပေါ့ဟုတ်တကယ်ချင်းနေမိသားစုတွေပေါ့နော် အားလုံးဝင်ဝင်ပြီးတော့သွားလှူတာလေးလည်းရှိပါတယ်ဒါအခုကတော့ဒါကျွန်တော်မြန်မာနိုင်ငံရုပ်ရှင်စီယုံကနေပြီးတော့ဒါဟိုဘယ်လိုပြောမလဲပါတယ်နောက်ပြီးတော့ဂီတစီယုံပါတယ်သဘင်စီယုံပါတယ်ဒါအမှုမြသမားတွေအကုန်လုံးပွဲလေးလောက်ကြတာပါခင်ဗျဟုတ်ကဲ့ငွေကောက်ခံမယ့်နေရာကနေကျွန်တော်တို့ဒါလောဘဒါနာအနေနဲ့ပါဝင်မှာပါခင်ဗျကျန်တာတွေကတော့ကျွန်တော်ပြည့်စက်ကာမယ့်အစီအစဉ်တွေရှိတယ်နောက်တစ်ချင်းနေဆိုကြမယ့်အစီအစဉ်တွေရှိပါတယ်ခင်ဗျဟုတ်ကဲ့ဒါကျွန်တော်တို့တွေ့ကြတာကတော့ အားလုံးပျော်ကြတာပေါ့ဒီတော့လာတယ်ဆိုတော့အားတစ်ခုပေါ့တို့ကကိုမြဲဦးစီးပြီးတော့ကျွန်တော်တို့ဖွဲ့ရတာကြပြီဆိုတော့တို့ကအကုန်လုံးအခက်အဲ့လိုအဲ့လိုချိန်မှာတော့တို့ရအပူလေးခဏမေ့တာပေါ့နော်ပူပူပြင်းသွားတယ်ဆိုတော့ကိုရီတွေ့တဲ့ခါမှာဒါပေမဲ့အဲ့လိုအလူပစ္စည်းလေးတွေတူတယ်အဲ့ဒီခါမျိုးကြရင်တော့လေအဲ့လိုဝမ်းနေတဲ့အဲ့လိုအမှုရာတွေလည်းကျွန်တော်တို့အများကြီးတွေ့ရပါတယ်။တကယ်ငလင်ဘေးသင့်ပြည်သူတွေနဲ့လည်းကျွန်တော်တို့ဒါထပ်ထုတ်တမျှခံစားရပါတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့တွေ့တွေ့ကျင်ရတော့လို့အကုန်လုံးပျော်ကြတာပေါ့လေနော်အဲ့လိုအားလဲရှိသွားကြတာပေါ့ဟုတ်ကဲ့အဲ့လိုလေးတော့အဲ့လိုလေးတော့ခံစားခံစားပါတော့ခုနကပြောတော့ပေါ့အလူငွေအလူငွေနဲ့ခဲကိုဖေးတဲ့ခါကျရင်လည်းသူ့ရဲ့စိတ်တွေမှာပျော်ရွှင်မှုဆိုတာရှိပဲအားငယ်စိတ်တွေရှိတာအားကြတော့ကိုရီးယားကနှိမ့်အားပေးပြီးတော့အဲ့လိုပေါ့အားပေးစကားတွေပြောကြရတာရှိတာအာအဘေးနေတဲ့ကလေးဆိုရတဲ့အဘေးကျင်တာပါအဓိကတော့ဟိုဘာမှစိတ်တမကြဘူးနဲ့ ပြန်လည်ထူထောင်ရေးမှာဒါအထက်နိုင်ဆုံးဟိုစူးစမ်းပေါ့နော်စူးစမ်းဘာမှအားငယ်စရာလည်းမရှိဘူးဟုတ်ကဲ့ကျွန်တော်တို့ဒီအဖက်ဘက်ကအကုန်လုံးကလည်းဒါပံ့ပိုးကူညီဖို့အတွက်အသင့်ရှိပါတယ်လို့ပဲပြောချင်ပါတယ်ဗျာဒါဆိုတော့ကပီးရဲ့ပုံမှာတော့သိမကောင်းပါဘူးနော်ကျွန်တော်တို့အားတင်းထားပါဘူးကျွန်တော်တို့အားလုံးအားလုံးကတက်နိုင်တဲ့ဘက်ကအဲလူအော ဝေအားရောတက်နေတာလေးပေါ့စူပေါင်းပြီးတော့ကုညီဖို့အတွက်အသိရှိပါတယ်ပြောချင်ပါတယ်ပေါ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဒါဖြစ်တာလည်းဖြစ်ပြီးသွားပြီပေါ့နော်ဥပါပြန်လဲထူထောင်ရေးကာလကိုရောက်ပြီးအဲဒီအတွက်ကိုအားလုံးအတင်းသားပါအားလုံးကြိုးစားကြပါဒါအကုန်လုံးကလည်းဝိုင်းဝန်းပြီးတော့ကုညီကြမှာပါလို့ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်